မမျိုးတွေပေါင်းလို့ညာကြမှာဗျအခုဦးစင်ပြောမယ့်အချိန်ကတော့7နာရီ20နဲ့မှ2မိနစ်ဖြစ်ပါလေက20မိနစ်အချိန်မှာအမျိုးတွေကိုဒါဦးစင်လည်းဒီနေ့ဟာမြေဥလွေမျိုးကိုတွားပြီးမှမြေဥလွေမျိုးမှာဖြစ်သွားတဲ့အားလုံးလည်းနိုင်အောင်လည်းပြီးမှာပေါ့နော်ဒါမြေဥလွေမျိုးမှာညာတိုက်ခံရတယ်ပေါ့ညာတိုက်ခံရတဲ့အခါမှာဒီဒါတက်မတော်ငိမ့်လို့တက်မတော်မှာဟိုက နှစ်6နံပါတ်မှာအသက်60ပြီလို့ပေးစင်ယူရပေးစင်ယူရခုနှစ်နှစ်ပဲရှိရခုနှစ်ကနေမှဒါဒီတိုင်းမှာဆိုင်မှာပေါ့နော်ဒါဝန်ဝန်လုပ်နေပေါ့နော်စင်တာဝင်ကျေစွာနဲ့ထမ်းဆောင်နေအတက်ပေးသွားတယ်ဒါပေမဲ့ဒါပြင်စင်သားတရာကြီးနဲ့ဒီကျက်ဦးနဲ့ပေါက်တဲ့ကောင်မကြီးတွေရဘဝန်နဲ့ကျက်ဦးနဲ့ပေါက်ပြီးဓမြောက်ဖမ်းတဲ့တာမီရဘဝန်နဲ့တက်ဦးရကိုသူကကြာရှုံးသွားတဲ့နော် ဆိုင်ရှင်ဘော်ရဲ့ရွှေဆိုင်ဘော်မှာတစ္ဆာရှိတဲ့ဒကာကြီးအတွက်ကိုတော့ဒါ45တိုင်ကျုပ်နဲ့ပေါက်တဲ့ဒကာမသားမိညာကိုတော့တရားကို73တိုင်နဲ့မှာ3000တိဘန်ဝန်တောင်းဝင်နဲ့73တိုင်နဲ့မှာ3000တိ900တိမှာလူတန်းတဲ့အရာအလုံးကိုဦးစင်တာလူတန်းခဲ့တယ်ပေါ့နော်လူတန်းခဲ့ပြီးမှဒါအားလုံးလိုက်ပေါ်မှာလည်းတွေ့မှာဖြစ်ပါလိမ့်မယ်နော်ဦးစင်တော့ချင်းမြောက်တဲ့သူကိုချင်းမြောက်တယ်ဘုံမှုတိုက်သူကိုကုန်းပြတာပေါ့ဗျာနော်ဒီနေ့ရတော့ဒါဒီနေ့သွားမနဲ့သွားခဲ့တယ် ဝိုင်းနေပဲဆိုတော့စာလေးပြည့်နေကြတော့ဘာစာလေးလဲဆိုတော့သူ့ကောက်ထဲဝယ်ကြည့်လိုက်တော့အပိတ်ကြီးပိတ်ပါတာနော်တပ်မတော်မကောင်းကြောင်းနေဂျန်နတ်မတော်ဂျန်ခိုင်းကိုထောက်ဟန်ဝိုင်းရိုင်းနေတူကြီးအကြောင်းမကောင်းတဲ့အကြောင်းတွေပဲသူရေးထားတွေ့တင်ထားတာပဲတွေ့ရပါတယ်နော်ဘာလဲသူကလည်းဥစဉ်ဟိုသင်္ကန်းဝင်တဲ့ကိုယ်တည်းလောင်းတွေအလုပ်တွေမှာဝင်ရှုပ်နေတယ်လို့2025ဝင်ပြိုင်ပဲကိုယ်တည်းလောင်းများကပြင်မနဲ့ဖြစ်နေတယ်။နောက်မှာသူအဲ့လိုရေးထားတော့ပြင်းတော့အပြည့်ဆုံးဖတ်ပါဘောနော်ရေးထားတယ်ဥစဉ်တော့ကကိုယ်တည်းလောင်းတွေကိုရွှေ့ချပေးတယ်ဆိုတာက ဒီဥလုံမှာဆိုလို့ဒါကဥသိန်းတော်ဟိုတော့အောင်မြေတာသားမှာဆိုလို့ရှိရင်တရားရေးဥဒေသကျော်ကိုရွေးချယ်ပေးတယ်ဥဒေသကျော်ကအောင်မြေတာသားဇာတိမဟုတ်တဲ့အတွက်ကြောင့်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဥဒေသကျော်ရဲ့အရေးချင်းကိုအောင်မြေတာသားသူအောင်မြေတာသားလားတီအောင်လို့ဥစဉ်ကပြောပေးခြင်းဖြစ်ပါတယ်ဗျာနော်ခွန်ကြီးတူစွာပါပဲဟိုခုနေ့ကနော်ဒေါက်တာဒေါက်တာဒေါက်ခင်ခင်ကျော်ကိုရွေးချယ်ပေးရဲဆိုတာလေလူတော်တယောက်ကိုကျော်ရွေးချယ်ပေးခဲ့တာတကယ်ကြီးမှာတော်တော်များများလေးဟိုဥသိန်းတော်ဟောတာတကယ်ကြီးဟိုကျုပ်တက်ပုံတို့ကိုလည်းမအောင်ရွေးချယ်ပေးလေဥတက်ပုံတို့ကိုမအောင် သခိုင်းမှာရွေးချယ်မယ်ဥတက်ပုံတို့ဘာကြောင့်ရွေးချယ်ပြရလဲအဲဒီဖိုနေတူလာပဲဥတက်ပုံတို့ရဲ့လောက်ရေးကိုင်းဥတက်ပုံတို့ရဲ့ပြည်သူပေါ်မှာထားတဲ့စည်ရင်းစိတ်ဓာတ်ကိုပြည်သူလူထုတွေသိအောင်လို့ဒီလိုကပြောပြနေခြင်းဖြစ်ပါတယ်ဗျာနော်ပြောပြနေခြင်းဖြစ်ပါတယ်ဘာဖြစ်လို့ကြမ်းတဲ့ကြမ်းခိုင်းရတောက်ကလွတ်တော်အမတ်ကြီးဘာလို့ပြောမပေးတာလဲဆိုလို့ရှိရင်အောက်ကအမတ်တွေကမျိုးကန်ကြီးဖြစ်တဲ့မျိုးကန်ကြီးဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေသူစိတ်ကြိုက်ရွေးချယ်လိုက်မယ်ဘသူကလောက်ရေးကိုင်းရှိရပြည်သူတွေကဥစဉ်တဲ့ပုံတည်တယ် ရက်ွက်တူရက်ွက်သားတွေကသူတို့ရဲ့ရည်ချင်းတွေသူတို့ရဲ့ရည်ချင်းမရှိရှိရဲဆိုတော့ဥစဉ်ထက်ပူရည်ရဲ့အတွက်ကြောင့်တန်းတဲ့အမတ်တွေကြောင့်ဥစဉ်ထိပ်ပြီးမှမတော်ရင်ဖြစ်ပါလိမ့်ဗျာနော်မတော်ချင်းဖြစ်ပါလေဒါဥစဉ်တို့ပြည်ဥလွန်မှာဆိုလို့ရှိရင်ဥမြထွန်းဦးဥမြထွန်းဦးဆိုရလဲဒါကွာတော့လက်ရှိဥမြထွန်းဆိုရလဲတလောကလာပါလာပြီးမှဒါပြည်သူလူထုတွေနဲ့ထိတွေ့တယ်ဂတိတွေပေးသွားတယ်ဥမြထွန်းသူမှဒီပြေးချေခံရတဲ့အခါမှာသူပြည်သူလူမျိုးကိုသူပြည်သူလူမျိုးနယ်မှာရှိတဲ့အရာတွေရောသူပြေးရတယ်သူလှုပ်ဆောင်ပေးမဲ့အရာတွေကို ဒီတို့လူတောင်သားတွေနဲ့လည်းမြို့ကန်နေနဲ့လည်းထိတွေ့တော့တာဆိုတာလေပြည်သူများအားလုံးဒါတွေ့ရမြင်ရပါပြီဗျာနော်တွေ့ရမြင်ရပါပဲဒါပြောရလို့ရှိရင်ဥသွင်းတို့လည်းဥပြထွန်းကိုတိုက်တယ်ဘာလို့လဲဆိုတော့သူဥပြထွန်းဟူဒီဒါသူလက်ရှိ သူတပ်မတော်မှာတော့ငါလည်းလို့ရေကြရရှိတယ်လို့ရေကြရရှိတယ်ရေချင်းရှိတယ်ဒါဘုသောကြီးတယောက်ပဲသူနောက်ဘုသောကြီးတယောက်ပဲဒါကြောင့်မလို့ဥသွင်းတို့တိုက်တယ်ဗျာဥသွင်းတို့တိုက်ရတယ်မကောက်ဘူးဒီနေ့ဥသွင်းတို့လာတဲ့အခါမှာပြည်သူလူထုကလည်းဥပြထွန်းကိုတိုက်တဲ့အတိုင်းကြီးကြားရတယ်နော်ကြားရတယ် ။ဘာဖြစ်လို့ဆိုတော့တမတော်ရာရင်းကြီးတွေကပြောရင်ပြောတဲ့အတိုင်းခရီးတည်ကြတယ်။တို့ရင်လုတ်ပြီးမယ်ဆိုတဲ့အတိုင်းမတို့လုတ်ပြီးကြတယ်ခါနော်။လေနိုင်ငံဓမ္မတွေနားသူတို့ပြောတဲ့မရခင်မှာတမျိုးယာယီမှာတမျိုးပေါ့ဗျာဒါကုန်တွေလည်းအားကြီးမဲ့လို့ကြုံရမှာပဲ။ကြုံရမှာပဲနော်။ဒါမှဒါကြုံရမယ့်အရာတွေအများကြီးနော်အများကြီးပါပဲ။အဲ့တော့ဦးဇင်းတော်ကလက်တွေ့ဓမ္မကိုပဲတဘောကြတယ်လက်တွေ့အကောင့်ထဲပေါ်မှာမဟုတ်လို့ဆိုစီးပွားရေးတွေကလည်းနားလည်ရမယ်နိုင်ငံတကာအတွေ့အကြုံလည်းရှိရမယ် မျိုးရဲ့လုံခြုံရေးအတွေ့အကြုံကိုလည်းဆောင်ရွက်ပေးနိုင်ရတယ်။ဒီအရွေးချယ်ခံအမတ်တူကအဲ့တော့ဦးဇင်းတို့ရွေးချယ်ပေးလိုက်တဲ့အမတ်တွေအားလုံးဟာဘယ်ဟာနဲ့မပြည့်စုံတာရှိရလဲ။အမတ်တွေရဲ့ကိုယ်ကျင်တွေကဘယ်နေရာတွေချိုးဖောက်တာတွေရှိတယ်လဲ။ဒါကြောင့်လို့တီချာထောက်ပြပါဦးဇင်းတို့တခါကြီးမိတ်ထီလာမှာဆိုလို့ရှိရင်ဒေါက်တာမောင်တေးကိုရွေးချယ်တယ်။ဒေါက်တာမောင်တေးရဲ့ရည်ချင်းဟာအားလုံးသိပြီးသားပဲလေ။ဒေါက်တာမောင်တေးကဒါဦးဇင်းတို့ကသူ့ကိုချီးကျူးတာပဲရှိတာ။ဒေါက်တာမောင်တေးဒီမိတ်ထီလာမှာအန်တီဆိုးရလက်ထက်မှာတဲ့အန်တီဆိုးက ူတို့နိုင်ခဲ့တဲ့အချိန်မှာဒေါက်တာမောင်တွေမက်ဆီလန်ထဲမှာနိုင်ခဲ့တယ်။မက်ဆီလန်ထဲမှာနိုင်ခဲ့တယ်။ဒေါက်တာမောင်တွေရဲ့အခြေချင်းကိုလည်းပြည်သူအားလုံးကသိပြီးသားမိထုမိထီလာတို့မိထီမိထီလာကနေလူနေသားတွေမကဘဲနဲ့အခြားအခြားမျိုးတွေဒေါက်တာမောင်တွေကဘလို့လူမျိုးလဲဘလို့ရေးချင်းရှိရှာသိပြီးသား။နော်ဘာလို့လဲဆိုတော့ဦးစံပိုသိအောင်လို့ပြောပြတာ။ဒါဥမြတွင်မှုလို့ပြည်ဦးလွင်ကိုလာပြီးမှရွေးခန်းတယ်။လူတိုင်းလူတိုင်းကဥစဉ်တို့ရှိတယ်ဥစဉ်တို့ရွာမှာဆိုလို့ရှိရင်လေဒါနေရာလားဥစဉ်တို့ရွာဘက်တွေမှာ နေရာတိုင်းကြောက်ရတဲ့အတွက်ကြောင့်တက်မလို့အကြီးဆိုးနိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အကောလုံးပြည်တရားတွေနဲ့ရောက်ထွေးနေရတဲ့နေရာအဲ့တော့ဦးစင်းတို့ရွာလေးတွေမှာအေးချမ်းသွားပြီဆိုလို့ရှိရင်ဦးစင်းမှာဦးစင်းစာရင်းကြောင်းကြီးစောက်ပေးခဲ့တယ်ပညာရေးရန်နေရတဲ့ကြောင့်နော်ငကိုကလေးကဦးစင်းအဲ့ယူချက်ကရှိပြီးသားဒီဦးစင်း16နှစ်သားလောက်16နှစ်သားလောက်ကလေးရွာကနေခွဲခွာတာအနည်းတစ်ခါပြန်တယ်၃နှစ်တစ်ခါပြန်တယ်ရွာကိုပြန်တယ်အဲ့တော့ဦးစင်းငယ်ကလေးကမြို့ကိုရောက် ။ဒါနဲ့ရွာကိုဒီနေ့တစ်ချိန်ဒီပေးလို့မရဘူး။ကိုရွာကကျေကိုရွာကတကယ်ကမှစဉ်းစားလာတယ်။အဲ့တော့ကိုရွာကိုတစ်ချိန်မှအေးချမ်းပါပြီဆိုရင်ကိုကလူပဒန်းပေးမဲ့တကယ်ကမှတွေရှိတဲ့အချိန်လေးမှာကိုရွာကိုပြန်ပြီးမှကျေစုပြုရှင်တယ်။ကျေစုဆက်ချင်တယ်။ရွာမှာဥစဉ်တို့လောကဥစဉ်ကြောင်းမနေခဲ့ရဘူး။အော်တပည့်စုရွာဒီဥစဉ်တို့ကြောင်းတော့တရားတယ်ဆိုတော့စိတ်ကြောင်းရတယ်။အဲဖုံးကြောင်းနဲ့ပဲဥစဉ်တို့တော့တို့ကြောင်းရတယ်ပုံကြောင်းတယ်ပဲဦးဇင်းတို့ကြီးပြစ်လာရတယ်အဲ့မှာတော့နောက်ဆုံးဦးဇင်းတို့ပုံကြောင်းတော့ဘွားနေကွင်ဘွားတယ်လို့ရောက်လာတာ နော်ဦးဇင်းတို့အဖေအမိကတောင်းလို့နေဖို့ကြာနော်အဲ့တော့ကိုယ့်ရောကိုကျေးဇူးဆက်ချေကြတာဒီတိုင်းမဲ့ဥညထွန်းတို့ဒီရဲစိတ်တောင်းစဉ်ပြေးဝလွင်မျိုးမှာသူကျေးဇူးဆက်ရမယ်ဆိုတာသူကြည့်တယ်အဲ့တော့သူလုံနိုင်တဲ့သူသူစွမ်းနိုင်တဲ့သူအရေးရှိရှိတဲ့အချိန်မှာသူလုံပိုင်ခွင့်ရှိတဲ့အချိန်မှာသူလုံနိုင်စွမ်းရှိရတဲ့အချိန်မှာပြေးဝလွင်မျိုးသူဆိုတာတွေပြေးဝလွင်နဲ့ကျေးဇူးရှိရဲ့အတွက်ကြောင့်ဒီမျိုးကိုသူလာပြီးမှဒီချက်တာရအောင်ဒီချက်ဖွင့်ပြရောဒီလိုလိုဒီချက်လုံကြုံမှုရှိအောင်ဆိုရင်မှသူဒီမျိုးကိုလာရင်မှရွေးချယ်ခံတာ အဲ့ဒီအရွေးချယ်ခံတဲ့အရာအလုံးကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်။ဘာဖြစ်လို့ပြောပြခြင်းဖြစ်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့လုံဆောင်ချက်ကိုလည်းဦးဇင်းတို့ကတိနေတဲ့တို့ကြောင့်ပြေဦးလို့ပြောလို့ဒုတာတွေကိုရွေးချယ်ပေးခြင်းဖြစ်ပါလေ။နော်ရွေးချယ်ပေးခြင်းဖြစ်ပါလေ။နော်ဒါလေးတွေကိုဦးဇင်းပြောပြအခြားအတန်းခိုင်းမှာသူ့အမတ်တွေအများကြီးပါပဲ။အများကြီးပါပဲ။အခြားပါတီကအမတ်တွေကရရှင်းရှိတယ်ဆိုရင်လည်းတော်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကဒါလိုက်တော့စုံစမ်းတာလေ။တော်ရင်တော့တော်တယ်အတိုက်ဦးဇင်းတို့ကဟိုလာပြောရမှာပဲ။ခုဦးဇင်းပြောလိုက်တဲ့အမတ်တွေအားလုံးဒီပောက်ကူတော်နဲ့ ရင်းကြီးတယ်ဘူဂျုံဒေသကျော်လို့ဒေါက်တာမောင်သိလို့ဟောတာတခိုင်းဥတက်ပုံလို့အများကြီးပါပဲတခိုင်းဥညထုံးလို့ဥစင်းနဲ့ရင်းကြီးရဲ့လူတွေမဟုတ်ဘူးဥစင်းနဲ့တိရဲ့လူတွေမဟုတ်ဘူးနော်ရင်းကြီးတိရဲ့လူတွေမဟုတ်တဲ့အတွက်ကြောင့်ဥစင်းတို့ကဟုတ်လားဒါမင်းနဲ့သူတို့ရဲ့ရေချင်းတွေကိုဥစင်းတို့ကတိတယ်ဟောဒါနာယေးဝင်ကြီးဥစင်းတို့ဖြစ်တယ်ခုဥတင်ဥလွယ်ဟာဟုတ်လားတခိုင်းဥခင်ကြီးကတော့ထားဥစင်းတို့ယင်းကြီးတယ်တရားတယ်တော့ယင်းကြီးရဲ့တရားတွေကလို့ဖြစ်နေတယ်ဥစင်းတို့ဟုတ်လားတခိုင်းဥခင်ကြီးရဲ့ဒါတော့ဤကိုင်းရလဲအထူးပြောစရာမလိုဘူးမလိုဘူးဘာဖြစ်လို့မလိုရလဲ သူနိုင်ငံတော်ဝင်ကိုသူကျင်းဝင်လာရဲကြုံမှာလဲဝင်ကြီးဘဝမှာလဲလာဘကဝင်ကြီးမှာတော်မှထမ်းဆောင်ခဲ့တာအများကြီးလေခဏရဲမိသားစုအလုံးအခင်ကိုချေလာမချေလာလိုက်ပြီးကြည့်တယ်ဒါရဲတောင်မှာတော်မှထမ်းဆောင်ခဲ့တာအခင်ကြီးဘလို့လူသားမျိုးလဲဆိုတော့ဒီကြပေးကြည့်လိုက်လေဒါရဲတိုင်းကချစ်တယ်အခင်ကြီးဘာဖြစ်လို့ရဲတိုင်းကချစ်တာသူလောက်ဆောင်ချက်တွေကောင်းခဲ့လို့လေလောက်ဆောင်ချက်မကောင်းခဲ့ဘလတ်ချစ်မှာလဲဘလတ်တတိယမှာလဲနော်အခင်ကြီးဒါဒီတစ်ချက်လူတို့တွေဒါပြည်သူတိုက်ပြည်အတွက်ကိုသူတို့တွေအတက်နဲ့မမြဝဲဒီလက်အလုတ်ကြီးပြူတော့မယ်အလုတ်ကြီးပြူတော့မယ်နော် ုခင်ဗျတွေ့ကြည့်ပြခုဟိုကဆိုလို့ရှိရင်ပြီးတော့ဟိုဥပ္ပကိုကြီးပါတီယာလားမကြည့်ပြနော်တော်လိုင်းမျိုးဆက်ဦးမဲဆက်စီယုံနော်ဘယ်တော်လိုင်းမျိုးဆက်တယ်နော်တော်လိုင်းမျိုးဆက်ဦးမဲဆက်စီယုံနဲ့ပြည်သူပါတီအမတ်လောင်းနဲ့နော်ပြည်သူပါတီတပ်ဖြစ်သူက2000နာတိမ့်မှုကိုတဲ့စကြင်နဲ့မျိုးတော်လိုင်းနဲ့ပါဝင်တဲ့လို့၎င်းတော်လိုင်းမျိုးဆက်အခြေကြောင့်ရွေးကောက်ပွဲနဲ့မဲဆက်စီယုံတွေကတော့ပြည်သူသားဆုံးနဲ့ဟိုပါဘောနော်ကိုတော်လည်းကဦးမြင့်လွန်ကြီးကိုနော်ဦးမြင့်လွန်ပေါ့ဗျာနော်ဒီလိုဆိုလို့ရှိရင်ကြည့်ဗျာဒီလိုလိုမျိုးကဗျာမဲပြီးတက်မဲ့မှုတွေဖြစ်မှာပေါ့ တော်လိုင်းရဲ့မျိုးသက်ဆိုတော်လိုင်းရဲ့ဘယ်မျိုးသက်တော်လိုင်းရဲ့တိုင်းမျိုးဖြစ်စီနေလားကြမ်းဖက်နေလားလူတိုင်းကြည့်တယ်ကြာလူတိုင်းကြည့်တည်ကြလားမဟုတ်လားကဲအဲ့လိုလူမျိုးအဲ့လိုလူတွေကိုမဲသွားပေးကြည့်ပါလားတိုင်းမျိုးဖြစ်စီနေမှာကန့်လန့်လုံးမှာပဲအဲ့တော့ဥစ္စံတော်တပ်မတော်နဲ့အကိုက်ကြီးမဲ့တပ်မတော်နဲ့လက်တွဲလုံးနိုင်မဲ့အမတ်လောင်းတွေကိုဥစ္စံတော်ရွေးချယ်လို့ရမှာပြောပေးလို့ရမှာအဲ့တော့2015မှာဘုန်းကြီးဝိရတူကြီးပါတီကိုမကြည့်နဲ့လူကိုကြည့်ဆိုပြီးမှနေရာမျိုးတိုင်းမျိုးတိုင်းမှာဝိရတူကြီးမဲပေးခဲ့တယ်ဟိုဝိရတူကြီးဟောပြောပေးတယ်တရားဝဲတွေမှာပြောခဲ့တယ် ပြောခဲ့တယ်လူကိုကြည်ခိုင်းတယ်နော်အဲ့တော့ပါတီကိုကြည်ပြီးမဲပေးခဲ့တဲ့အတွက်ကြောင့်ခင်ဗျားတို့အခုလိုခက်ခဲတွေကြုံနေရတာမဟုတ်လားအရေးချင်းမရှိခုကဲတန်းခိုင်းရရွေးချယ်တဲ့အမတ်တွေမှာဘယ်အမတ်ကရွေးချင်းရှိတယ်မရှိလားခင်ဗျားတို့ထောက်ပြလာမှာအရေးချင်းရှိတဲ့အမတ်လောက်ရကြရင်ကောင်းတဲ့အတွက်အတွေ့အကြုံရှိတဲ့သူနဲ့နောက်ထပ်မျိုးဆက်တွေနဲ့တွဲဖက်ပြီးထားတာအဲ့တော့တိုင်းပြည်တကယ်လို့ဦးသိန်းတို့ရွေးချယ်ပေးတဲ့အမတ်လောင်းနေရာဒီလူချပြတဲ့အမတ်လောင်းနေအတော့မကြဘူးဆိုရင်ကြောပါဦးသိန်းတို့ ။ထောင်နှမင်းထောင်ရင်လည်းဦးစင်းတို့စားခဲ့ယူပါပြီ။ထောင်နှဲလည်းဦးစင်းတို့နေခဲ့ယူပါပြီ။အဲ့တော့ပြည်သူပေါ်မှာတာဝန်မကျေတဲ့ဒုနာကိုဦးစင်းတို့တတ်သိရှိရှိဝေဖန်ပါမယ်။တတ်သိရှိရှိထောက်ပြပါမယ်။အကျော်တို့ခုအလုပ်တခြားနော်အကျော်ကတိုင်မျိုးအလုပ်ကတိုင်မျိုးလုပ်တယ်ဆိုလို့ရှိရင်ဦးစင်းတို့ပြောပါနော်။အဲ့တော့မပြီးခင်ဗမာမမြင်စင်တဲ့ဆိုလို့ပေါ့ဗျာနော်။အဲ့တော့တန်ခိုင်ရဘလိုလူသားမျိုးလဲဆိုတော့ခင်ဗျားတို့ရုံချီချီနဲ့မဲပေးလိုက်ပါမဲပေးပြီးမှရချင်းမရှိလားရှိလားတိုင်းပြီးတော့တုတ်တက်မှုရှိလားရှိလားဆိုတော့ အဲ့ဒီခါမှာဝေဖန်ထောက်ပြပါလို့ပေါ့ကူတော့ပြောချင်ပါတယ်အားလုံးသာပါပဲ